ကောင်းမတော့ဂျွန်ဆန်ဆူဂျီကလူထုထောက်ခံအားပေးမှုအခိုင်အမာရရှိထားသူပါဂျွန်ဆန်ဆူဂျီကိုမြန်မာပြည်သူလူထုကအားပေးထောက်ခံကြသလိုတန်ဖိုးရာချစ်ခင်မြတ်နိုးကြပါရည်ဒီနေ့ကဂျွန်ဆန်ဆူဂျီရဲ့အသက်ဆက်ဆက်ပြည့်မွေးနေ့ပါမြန်မာပြည်သူလူထုကလည်းဂျွန်ဆန်ဆူဂျီအတွက်မွေးနေ့ဆုတောင်းတွေကိုနှီးမျိုးစုံနဲ့ထုတ်ဖော်ပြသနေကြပါရည် မြန်မာနိုင်ငံရဲ့ပြည်ပြင်းပြောင်းလဲရေးကာလလို့ဆိုရမယ်2010ကနေ2020ဆယ်စုနှစ်အတွင်းမှာလဲဒေါ်ဆန်စုကြည်ကမြန်မာပြည်သူလူထုအတွက်အမတ်တရားစကားတွေစုံမစကားတွေပြောဆိုခဲ့ပါတယ် ဒါပေမဲ့2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ဒေါက်ဆန်ဆူဂျီကိုချစ်ခင်မြန်လို့တံပိုးထားပါတယ်ဆိုတဲ့ပြည်သူလူထုနဲ့သူ့မှအားကိုးရတဲ့ NLD ပါတီဝင်တွေကတော့ဒေါက်ဆန်ဆူဂျီရဲ့ပြောစကားတွေနဲ့ဆုံးမစကားတွေကိုဥပိ္ပခါပြုထားကြပါတယ်အရင်ဆုံးဒေါ်ဆန်စုကြည်ပြောဆိုခဲ့တဲ့ရုပ်သံဖိုင်တစ်ခုကိုဖွင့်ပြချင်ပါတယ်။ဆက်ပြီးတော့ဒီနိုင်ငံဘယ်သွားမလဲလို့ကြည့်တဲ့အခါမှာကျမတို့ပြည်သူများဟာညင်ညင်ညွတ်ညွတ်နဲ့ တန်ရှင်းတဲ့နိုင်ငံရေးလမ်းစဉ်ကိုသွားစီချင်ပါတယ်။တန်ရှင်းတဲ့နိုင်ငံရေးဆိုရိုးရိုးလေးပြောတာပါ။အဲနိုင်ငံရေးဆိုတာနိုင်ငံရေးပါပဲ။နိုင်ငံရေးဆိုတာဟိုလူတွေနဲ့လူတွေနဲ့လုပ်နေရတဲ့အလုပ်ဆိုတော့ဒီကြပ်ပြကင်းတဲလဲစဉ်လို့ပြောလို့တာမဟုတ်ပါဘူး။ဒါပေမဲ့တန်ရှင်းတဲ့နိုင်ငံရေးဆိုတာနံပါတ်1ကတော့ပြည်သူလူထုကိုမလှည့်ပြားတဲ့နိုင်ငံရေးမျိုး။နံပါတ်2ကတော့ကိုယ့်ရဲ့အဖွဲ့အစည်းကိုယ့်ရဲ့လုပ်ငန်းတွေအောင်မြင်ဖို့လုပ်တဲ့အခါမှာတခြားလူတွေကို ထိလိုက်နဲ့နာအောင်လို့မမကောင်းတဲ့နည်းတွေမမှန်ကန်တဲ့နည်းတွေမတရားတဲ့နည်းတွေနဲ့လှုပ်ထအောင်ရှောင်ကျဉ်ဖို့ပဲအဲ့ဒီလိုလုံးမှာကျမတို့နိုင်ငံတန်ရှင်းတဲ့နိုင်ငံကြီးရှိနိုင်မှာပါဒီလိုတန်ရှင်းတဲ့နိုင်ငံကြီးရှိမှာကျမတို့နိုင်ငံဟာရှေ့မှာဆက်ပြီးတော့အေးအေးဆေးဆေးငြင်းငြင်းတက်တက်နဲ့တိုးတက်နိုင်မှာဖြစ်ပါတယ်တန်တရားဖြစ်စရာရာဝတ္ထုပစ္စည်းတွေတွေ့ရင် မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားတေးကြလုတ်ခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတေးချာမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါစစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့တော်လရင်ရဲ့ဥဆောင်မှုအခမ်းကဏ္ဍမှာပါဝင်နေသူတွေအစိုးရမှာအစိုးရဘာလို့ကြွေးကြော်နေသူတွေကမြန်မာပြည်သူလူထုကိုမျောလင့်ချက်အမှားတွေပေးပြီးလှိမ့်လေခဲ့ကြပါတယ် ဒါကဒေါန်ဆန်စုကြည်အားကိုရတဲ့ NLD ပါတီဝန်ရံသူတွေနဲ့ပါတီဝင်တွေကဒေါန်ဆန်စုကြည်ရဲ့စုံမစကားတွေကိုဥပိ္ပခါပြုလိုက်ကြတာပါ။ဟိုတိုက်တဲ့လူတွေကိုဆဲရေးတိုင်းဟာလာတို့အဲဒီမဖွဲမရပြောတာတွေလုပ်ချလို့ဒီဟာမျိုးတွေကိုလုံးဝမလုပ်ပါနဲ့။ဒါကျမတို့နိုင်ငံသိခါကြပါလေ။ကျမတို့အနာဂတ်ကိုမှောင်စေပါလေ။ဒီလိုအပြုတ်မှုတွေဟာဒီတိုင်းပြည်မှာအစင်လာလို့ဖြစ်သွားလို့ရှိလို့ရှိရင်ကျမတို့နိုင်ငံအတွက် အင်တာမှဆိုရင်ဆရာကြီးဖြစ်ပါလို့ဒီပြောစုမှုအပေါ်ကိုလည်းမလိုက်နာကြပါဘူးတောသားထွက်နေတဲ့လူအုပ်ကြီးကအနီမတူသဘောထားမတူသူတွေကိုဆဲဆုယုံများမကကပ္ပအင်အားကြီးနိုင်ငံတွေရဲ့နိုင်ငံရေးအပြောင်းလဲတွေအထိပါဝင်ဆဲဆုနေကြတာပါပညာမပါတဲ့တတ္တိဆိုတာဟာဘာမှတံပိုးမရှိပါဘူး အဲ့တော့ပညာမမပါတဲ့တတ္တိတွေကိုမမွေးကြပါနဲ့အလုံရဲတဲ့ကံရဲတဲ့လုံလို့ရတဲ့အခါကျလို့ရှိရင်လုံရဲတဲ့អော်လို့ရတဲ့အခါကျရင်អော်ရဲတယ်ဆိုတာအဲ့ဒါတွေကတတ္တိမဟုတ်ပါဘူးပညာနဲ့ရှင်ရမယ်ဒီအလုံတစ်ခုကိုလုံလိုက်လို့ကျဆိုလို့ရှိရင်ငါအတွက်အကျိုးပါရှိတယ်လို့ပဲကြည့်လို့မရဘူးငါအတိုင်းဝိုင်းအတွက်ဘလို့အကျိုးဘလို့ရှိမှလဲနောက်ဆုံးကျတော့ငါတို့နိုင်ငံအတွက်အကျိုးဘလို့ရှိနိုင်မှလဲဆိုတာအထိစဉ်းစားရမယ် ဆရာနာရှင်တွေရစ်ဆက်မှုကတော့ဖော်ပြစရာစကားမရှိနိုင်အောင်ပါပဲဆရာနာရှင်တွေရဲ့ဖိနှိပ်မှုတွေကိုမကြိုက်လို့တော်လန့်နေသူတွေကဆရာနာရှင်တွေရဲ့ပုံစံတူလှုပ်ရက်တွေကိုစောင့်ရှားဖို့လိုပါတယ်အကျံဖက်မှုမကိုရှောင်းတာအကျံမဖက်တဲ့နည်းနဲ့နိုင်ငံရေးအပြောင်းလဲလုပ်ဖို့ကြိုးရတာအဓိကအဖြစ်တော့ပြည်သူလူထုအတွက်ပါပဲပြည်သူလူထုရဲ့ယုံလုံခြုံရေးအတွက်ပြည်သူလူထုမထိခိုက်ဖို့အတွက် ျမတို့နိုင်ငံရဲ့လုံခြုံရေးအတွက်ကျမတို့နိုင်ငံရဲ့ညီညွတ်ရေးအတွက်မျိုးသားရင်ကြားစည်ရေးအတွက်အကြမ်းဖက်တဲ့နည်းနဲ့နိုင်ငံရေးပန်းတိုင်ကိုရောက်ရှိရေးအတွက်တရားဥပဒေစိုးမိုးရေးအတွက်ဆိုတော့မမေ့ကြပါနဲ့လို့ကျမတတိပေးချင်ပါတယ်အခုတော့ပြည်တွင်စစ်မင်္ဂပူပီးကြီးထွားလာပါပြီ။သွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတဲ့ကြွေးကြော်တန်တွေကလည်းရှိနေပြန်ပါတယ်။ จ้าဖက်တဲ့နေ့ကိုအမြဲသုံးမယ်ဆိုတာဟာဒီလိုတက်ချင်ခိုက်ချင်တဲ့စိတ်ဓာတ်တွေကိုအာတဘောမတူဘူးဆိုတာကိုပြရတဲ့အနေပြရတဲ့အဒီရောက်ရှိပါတယ်။တက်တက်မှာခိုက်မှာရမှာမဟုတ်ပါဘူး။ဟိုအจ้าဖက်မှာရမှာမဟုတ်ပါဘူး။ကျမတို့အจ้าမဖက်တဲ့အခါကျတော့ခရီးရပူရှည်ရပေါ့။တချို့တွေကဒါကိုသဘောမတူကြဘူး။ပျော့လွန်းနေညလွန်းနေကြားတယ်ပေါ့နော်။ဒါပေမဲ့ စိုက်ဆိုင်တယောက်ပြောသလိုပေါ့အကြမ်းမဖက်တဲ့ကြီးကပိုကြိုင်ကြမယ်ဒါပေမဲ့ဒဏ်ရာဒဏ်ချက်များနဲတယ်အကြမ်းဖက်ပြီးတော့အပြောင်းလဲလုပ်ယူတာဟာမြန်ရင်မြန်မယ်ဒါပေမဲ့ဒဏ်ရာများပျောက်ဖို့ဟာအင်မတန်ကြာလိမ့်မယ်လို့ပြောခဲ့ဘူးကကြာကြာရေနာတာရှိဖြစ်မဲ့ဒဏ်ရာတွေလည်းမရအောင်လို့ဆိုရဲ ည်းလုပ်ကြည့်ပါလေအခုတော့လူငယ်တွေရဲ့ဘဝတွေအသက်တွေကစစ်ပွဲတွေထဲမှာစစ်တေးခတ်နေရပါပြီစစ်ပွဲတွေကို ဆောင်ရှားခြင်းနဲ့လူငယ်တွေကပြည်ပနိုင်ငံတွေမှာရရအလုပ်လုပ်ကိုင်နေကြရပါတယ်ဘယ်တော့မှမူသားစကားမပြောအပ်တဲ့လူသုံးမျိုးရှိတယ်တဲ့။တမျိုးကတော့ဗာလဲဆိုတော့ဆရာများဆရာများဆိုတာမိမိရဲ့တပည့်များကိုဘယ်တော့မှမူသားမပြောရဘူးတဲ့။မမှန်ကန်တဲ့စကားဘယ်တော့မှမပြောရဘူးတဲ့။ ဒုတိယကဘာလဲဆိုတော့ဆရာဝန်ဆရာဝန်များဟာမိမိတို့ရဲ့လူနာတွေဘယ်တော့မှမူသားမပြောရဘူးလေမမှန်မကန်တဲ့စကားမပြောရဘူးလေတတိယကတော့မင်းတိုင်မင်းအမများမင်းတိုင်မင်းအမများဆိုတာအရင်တော့ဒါရှင်မင်းခက်မှာပေါ့နော်ရှင်မင်းခက်မှာဆိုတော့ရှင်မင်းနားကိုပေါက်ပြီးတော့ဒီအာနာရှိတဲ့လုတ်ပိုင်ခွင့်ရှိတဲ့လူတွေကိုဟိုအကြံပြုတာပြောစစ်တင်တင်ပြတဲ့ပုံကူများပေါ့မင်းတိုင်မင်းအမများ ဘယ်တော့မှမှုသားစကားကိုမပြောရဘူးမမှန်ကန်တဲ့စကားကိုမပြောရဘူးတဲ့ဒီဒီဘလူသုံးမျိုးဆိုတာမှုသားကိုလုံးဝရှောင်ရမယ်ဒီလူသုံးမျိုးဟာမှုသားကိုမရှောင်လို့ဆိုလို့ရှိရင် နိုင်ငံဒုက္ခရောက်တယ်ကိုချင်းစာတရားကအရေးကြီးပါတယ်လူထုကိုမလိမ့်လဲမိဖို့လိုသလိုလူထုကိုမျှော်လင့်ချက်အမားတွေမပေးမိဖို့လိုပါတယ်နိုင်ငံရေးသမားတွေက လူထုရဲ့ဒုက္ခကို ကိုချင်းစာဖို့အရေးကြီးပါတယ်စွန့်လွတ်ပါကျွန်မမပြောလို့ဘူး ကို့အတွက်ကိုမလုပ်ပါနဲ့မပြောလို့ဒါကျွန်မတိုက်တွန်းချင်တာကတော့တတ်နိုင်သမျှကို့ရဲ့တိုင်းပြည်အတွက်ကို့ရဲ့အရင်တုန်းကတူတူပေါက်ဖွာလာတဲ့ပြည်သူပြည်သားတွေအတူဖြောက်ထားတဲ့ပြည်သူပြည်သားတွေအတွက်တတ်နိုင်သမျှလုပ်ပေးနိုင်သမျှလုပ်ပေးကြပါတခြားဟာမလုပ်ပေးနိုင်ရင်တော့မေတ္တာပို့ကြပါစေတနာထားကြပါလို့ပဲကျွန်မအနေနဲ့တောင်းပါချင်ပါတယ်